တာယာရဲနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမယ် channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ဗီဒီယိုတက်သေးလေးနားထောင်ကြည့်ရအောင်နော်။ page မှာတို့ထိတ်ချုပ်တဲ့ data မှာဆိုတော့ဒီအဆင်လက်နက်နဲ့စစ်တစားတွေတုံးဆောင်ပြီးတော့မှအဝင်ရောက်တာမျိုးဖိတ်ချတာမျိုးမလုပ်ဆောင်ဘူးကျွန်မတို့ကတော့အချိန်ချင်းတတိပေးပြီးတော့စာပို့ပြီးတာဖြစ်ပါတယ်။အဲတကယ်လို့ဒီခုခံမျိုးမှာဆက်ရှိတယ်ဆိုတော့ ို့ကြောင့်ဆက်လက်ဆောင်ရွက်ဖြစ်ပါမယ်။ဟာမိတ်ဆက်ဆံရေးရုံအဆက်ဖွဲ့မယ်ဆိုရင်တော့ဒီအယက်ဝတ်တွေပဲဝတ်ဆင်ဖို့စစ်သားနဲ့ဒီစေတုံးဆောင်ပစ္စည်းတွေမဝတ်ဆင်ဖို့ကျွန်မတို့ကတော့အချိန်ကြိမ်တတိဒေဗီတာဖြစ်ပါလေ။အတူပေမဲ့လည်းဒီ KIA ဘက်ကကျွန်မတို့အာတူတောင်းဆိုတာမျိုးဒီကျွန်မတို့တည်ညွှန်းကြတာမျိုးကိုလိုက်နာခြင်းမရှိဘဲနဲ့ဒီအယက်တာဝတ်ဆောင်တွေဝတ်ဆင်ခြင်းမရှိဘဲနဲ့ဒီ အဲဒီစီယူနီဖောင်းတွေတနက်တွေတကားကားနဲ့ဒီမျိုးပေါ်တွေပတ်ဆောင်နေတာမျိုးပြီးတော့တို့ရှိတဲ့အာမကြာခဏလူရင်ပြတာမျိုးချက်မလုပ်လို့ရှိပါတယ်။ဒါကတော့အေယာဝတီမှာလူယူဥကနဲ့မှဖြေဆိုထားတဲ့စကားဖြစ်တယ်။ကျတော့ဒီကုတ်ခိုင်မှာရှိတဲ့ KIA ယုံကိုဖွင့်ချင်တယ်ဆိုလို့ရှိရင်တော့အယက်တဝတ်စုံနဲ့ဆိုလို့ရှိရင်တော့လက်ခံတယ်စီဝစုံနဲ့တနတ်တကားကားနဲ့ဆိုလက်မခံဘူးလို့ပြောတယ်။တော်လန်ရေးလုံနေတဲ့အချိန်အချိန်မှာ တနတ်တကားကားနဲ့မဟုတ်ဘဲနဲ့ပလွေတကားကားနဲ့လောက်ရမလားဒါမှမဟုတ်ရှင်နင့်တို့မြစ်ချင်ဘူးတကားကားနဲ့ကင်ပြင်းမှထွက်ရမလားပြီးလို့ရှင်လဲနင့်တို့တောင်မှအခုတနတ်တကားကားနဲ့လောက်နေတာမဟုတ်ဘူးလားနင့်တို့ဒီလိုမျိုးတနတ်တကားကားနဲ့လောက်လာဖို့အတွက်အခုကျမနဘေးနားမှာတင်ထားတဲ့တပ်ပုံကိုကြည့်ရအောင်ဒါဘု து ပုံလဲနင့်တို့ကိုဒီလိုမျိုးဘဝကနဲ့ငါတို့ဆွဲနှုတ်ခဲ့တာနော်အခုဒီမှာမျိုးစုံနေတဲ့သူဘု து လဲတာဖုံးကျော်နင့်တည်တယ်နော်ကိုရဲ့မျက်ခွက်ကိုကိုကောင်းကောင်းလေးတိတတ်မှာပါ နင်တို့ကိုဒီလိုမျိုးဘဝကနေငါတို့ဆွေးနွေးခဲ့တယ်အခုဒီနေ့ကြမှာ KIA ဆိုတာကစစ်သားလေစစ်သားကဘလို့နဲ့အယက်သားနဲ့ယုံထိုင်ရမှာလဲတနက်တကားကနေအခုနင်တို့မြင်နေပြီလားငါတို့ KIA တွေကိုနင်တို့ဒီလိုမျိုးလောက်တာကိုကြွတော့တနက်တစ်ချက်မှမဖောက်သေးဘူးနော်တနက်တကားကနေတာလုံနေတာတနက်တကားကနေလုံနေတယ်ဆိုတာနင်တို့ကိုတိုက်ဖို့မဟုတ်ဘူးဆိုတာလည်းနင်တို့သိတယ် ငါတို့တနတ်တကားကဖြစ်နေတာဒီဘသူ့ကိုတိုက်ဖို့လဲဆိုတာနင်တို့မသိဘူးလား TNL ဒီငပိန်းဒီမြစ်ချင်းဒီအခုဘိုးချုပ်ကမောပါပြောလာပြည်သူတွေရဲ့မင်းစန္ဒကိုယူမယ်လို့ပြောခဲ့တယ်နော်အခုနင်တို့လို့လာအမဟုတ်တဲ့အတွက်ကြောင့်ငွေတို့ကစကားသခွန်းဆိုလို့ရှင်အိုက်စကောက်တန်ဖိုးထားတယ်။လွန်ခဲ့တဲ့အချိန်မှာစခွန်းတင်ရင်းကဘာစာရေးတယ်လဲ။အထူးဒေသတစ်ကိုတလက်မမကျွကျော်လာလို့ရှိရင်ချေမုံမယ်လို့ KIA တွေကို စစ်မိန်ထုတ်လိုက်တဲ့ခါမှာပူချုပ်ကမောဘာစာရေးလိုက်တကြောင်ပဲမထုတ်တင်တော့စစ်မိန်လို့ပဲရေးလိုက်တယ်ဒါကိုကြော်မျိုးမြင်ပါဟာတိုက်ခဲ့တယ်လားပူချုပ်ကမောကအခုမှဆေးစားပြီးတရေနိုးပြီးထလာပြီးမှဒီစာရေးတယ်လို့ပြောတယ်မဟုတ်လားဒီစာရေးပြီးသုံးလကျော်သွားတဲ့ခါမှာဘာဖြစ်သွားသလဲကျတော့ကစာတကြောင်ရေးတယ်ဆိုတာကအတိတ်ပဲအများကြီးနဲ့ရေးတယ်ပညာတတ်လို့အခုငါတို့ကိုတနတ်တကားကားနဲ့လုပ်တယ်လို့ပြောတယ်။အ NCA ထဲမှာနင်တို့ငိမ့်ချမ်းရေးယူချင်းပြင်းမှာဆိုင်းထိုးဖို့ဒီလောက်လာတဲ့အခါမှာနင်တို့ကိုစစ်ခွေးတွေလက်မခံတဲ့အခါမှာငါတို့ KIA တွေဘာလုပ်ပေးခဲ့တယ်လဲနင်တို့ကဒီနေ့ PDF ဒီကြောင်ဒီနေ့နင်တို့မြို့ရွာဒီဆက်လဲခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကိုနင်တို့ကမြန်မာနိုင်ငံမှာရှိတဲ့ပြည်နယ်ခုနှစ်ခုနဲ့တိုင်းခုနှစ်ခုကိုနင်တို့ TNLAD ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့များထင်နေခဲ့သလားနင်တို့အခုဒီနေ့ တချို့တော့ PDF တွေရှိသေးတယ်နော် TNLAD နဲ့အခုအများတော့ PDF တွေမရှိတော့တဲ့အခါမှာအခုတောင်ခံဘာဖြစ်သွားပြီလားဟိုမှာစစ်ခွေးတွေတချင်းနေနဲ့အကတွေနဲ့တသက်လုံးမကင်ဖူးတဲ့တပြေပန်းနေနဲ့ကျိုးဆိုးနေတာနင်တို့မြင်တယ်နော်ငါတို့ KAAD ကိုဘာကြောင့်မောင်းထုတ်တယ်လဲအခုကျမနဘေးနားမှာတင်ထားတဲ့စာကိုကြည့်ရအောင်ကုခိုက်ခရိုင်မှာရှိတဲ့နေရာဒီမှာရစ်မျိုးနဲ့တယံဇာတာဒီကိုသူ့ဖို့ချင်းတယ်ဆိုလို့ရှိရင်တော့ လိုင်စင်တင်မာဆိုမှသူတို့စားထုတ်ထားတာဖြစ်တယ်။ရစ်မျိုးတွေလှုပ်ဖို့ရစ်မျိုးဆိုတာအဲမှာအကုံပါတယ်။မူရစ်ဆဲဝါတဲ့အကုံပါတယ်။ဒါမျိုးမူရစ်ယာစာတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျမတို့ KIAD ကတော့ကျတို့စီမှာပတ်ချဆန်ဆိုတဲ့နာမည်ရှိတယ်။အဲဥစားကမူရစ်ဆဲဝါတိုက်ဖြက်ရဲဖြစ်တယ်။မူရစ်ဆဲဝါတိုက်ဖြက်ရဲကိုကျမတို့ကနေမှတွင်တွင်ကြဲကြဲလုပ်တယ်။ကချင်ပြည်နယ်မှာဆိုလို့ရှိရင်လူမျိုးမွေ ကချင်းပြည်နယ်မှာရှိတဲ့သူအားလုံးမွေရဆဲဝါတုံးတဲ့သူတွေကိုကျတော့ထိထိရောက်ရောက်အေးအေးယူပြီးမှလှုပ်ဆောင်တာရှိတယ်လို့ကျတော့ကဒီတိုင်းပဲဒီမွေရဆဲဝါကိုရိုးရိုးပဲကျတော့တိုက်ဖြတ်တာမဟုတ်ဘူးနော်မွေရဆဲဝါတုံးဆွဲတဲ့သူတွေကိုဖျက်ပဲဖို့နေရာတွေလည်းအများကြီးရှိတယ်အခုကျမတို့ကချင်းပြည်နယ်မှာဆိုရင်ကျတော့ခရီးရန်တွေဖြန့်ထားတဲ့ဘိန်းဖြက်ဆဲယုံတွေရှိတယ်လို့ KIA ကလည်းမှဖြန့်ထားတဲ့ဘိန်းဖြက်တဲ့ဌာနတွေအများကြီးရှိတယ်ကျတော့ကချင်းလူမျိုးတွေဟာ တချိန်တခါတုန်းကစစ်ခွေးတွေရဲ့လက်ကွက်တွေကြောင့်ကျတို့ကချင်သူငယ်တွေအများကြီးဟာမိုးရဆဲဝါးကြောင့်ကြာရှုံးခဲ့ရတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျတို့ကချင်လူမျိုးတွေနဲ့အတူ KIA စစ်တပ်တပ်လုံးဟာမူရစ်ဆဲဝါကိုတိုက်ဖြတ်ဖို့ရန်အတွက်အကြက်ကြတီတီလှုပ်ဆောင်နေတာဖြစ်တယ်။ဒါကြောင့်ကျတို့ရှမ်းပြည်နယ်မှာငွေတို့ရေးထားတဲ့ဒီမူရစ်ဆဲဝါတိုက်ဖြတ်ရေးဆိုင်တဲ့စာရွက်စာသားတွေငွေတို့ကတ်ထားခဲ့တဲ့ signboard တွေအားလုံးကိုဖျက်ဆီးတာလည်းနင်းတို့ဖြစ်တယ်။ဒီလိုမျိုးဖျက်ဆီးခဲ့လို့ပဲအခုဒီတို့မူရစ်ဆဲဝါတွေရောင်းချဖို့ရန်အတွက်လိုင်စင်တွေနင်းတို့လျှောက်ခိုင်းတယ်။ဒီနေ့ကျမတို့ KIA တွေရှိလို့ရှိရင်နင်းတို့မူရစ်ဆဲဝါတွေကောင်းကောင်းမလုံနိုင်မှကြောက်လို့နင်းတို့ဒီနေ့ငွေတို့ KIA တွေကိုဖျက်ဆီးနေတာ မဟုတ်ဘူးလားဒါပေမဲ့ကြွလွန်ခဲ့တဲ့တည်င်းထမ်းမှာပြောခဲ့တယ်လို့ပဲတနတ်မကင်ရလို့ရှင်တော့ကြွတို့နေမှာမဟုတ်ဘူးပြည့်လို့ရှင်တဲ့အခုလောလောဆယ်တော့နင့်တို့ကိုလည်းငါတို့တနတ်တစ်ချက်မှလည်းဖောက်မှာမဟုတ်ဘူးတနတ်နဲ့လာတယ်ဆိုလို့ရှိရင်တော့နင့်တို့ဘက်ကနေတိုက်မှာဟုတ်လားအခုနင့်တို့ပြောတဲ့စကားနဲ့တိုက်ဆိုင်လို့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင် စစ်နိုင်နေတာမဟုတ်တာတော့ဘယ်လောက်ဖင်ကောင်းကျင်းနေတာစစ်တာနိုင်ဘယ်လောက်ဒီဖင်ကောင်းချီးတုံးဘယ်လောက်ကြီးမယ်မသိဘူးဖင်ကောင်းဖင်ကောင်းကျင်းလို့ဘယ်လောက်ကြီးတော့ကြီးထိုင်လိုက်တာနဲ့ထွက်ပြီးလာပဲစဘောလောက်ရှိမလားမသိဘူးကွာအဲ့လောက်ထိကိုအချိန်နေဟွာဖြစ်တာပေါ့နော်အဲ့လိုပဲနော်အခုနင်းတို့စစ်တောင်းမနိုင်တဲ့ဘူးဖင်ကောင်းကကျင်းနေပြီအခုငါတို့ KIA တွေထွက်ထားပေးတယ်ဆိုတာတော့နင်းတို့မြစ်ချင်တွေကိုတော့ကြောက်လို့တော့မဟုတ်ဘူးအချိန်ခါကြာလိမ့်မယ်ဒါပဲကြောက်ပြောလို့မယ် အခုနောက်သတင်းသဘောက်အနေနဲ့ကတော့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာလူငယ်တွေကိုစုဆောင်းပြမှာအာခတ်တတော်တွေနဲ့ပဋိပက္ခကိုအမြဲတမ်းလှုပ်ဆောင်နေတဲ့အစ္စလာမ်စစ်တွေးကြွအတန်းဖက်ကောင်းဆောင်ဖြစ်တဲ့မိုဟာမက်အာယုန်နဲ့သူသူ့ရဲ့တပ်ဖွဲ့တို့အုပ်ကို ကော့ဘဇတ်စစ်ဆောင်စခန်းကနေမှသူတို့၃ယောက်ကိုဖမ်းဆီးရရှိခဲ့ကြောင်းသိရတယ်။ဒီမိုဟာမက်အာယုကတော့လူငယ်တွေကိုဒီလိုမျိုးဒုက္ခတွေစခန်းကနေမှစုဆောင်းတယ်ပြီးလို့ရှိရင်အာခတ်တတ်တော်တွေနဲ့တိုက်တယ်လူမျိုးရဲ့ပฏิပခဖြစ်အောင်လှုပ်ဆောင်နေတဲ့သူဖြစ်တယ်။သူ့ကိုမဖမ်းမိခင်မှာသူကအဲ့ဒီဒုက္ခတွေစခန်းထဲမှာပဲ RSOD နဲ့ ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်အဲ့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အချိန်မှာဒုက္ခတဲ့သူဦးတည်တယ်လေးရောက်ထက်မနေထိခိုက်တန်ရာရရှိခဲ့တာဖြစ်တဲ့ဆိုတော့အဲ့လိုမျိုးပြစ်ခတ်ပြီးတဲ့နောက်ပိုင်းမှာ AIA အကြံဖက်ကောင်းဆောင်ဖြစ်တဲ့မိုဟာမက်အာယုန်နဲ့အတူသူ့ရဲ့တပ်ဖွဲ့ဝင်တို့ဦးကိုဒုက္ခတဲ့စခန်းထဲမှာပဲဖမ်းဆီးခဲ့ရကြောင်းသိရှိရတာဖြစ်တဲ့ဖြစ်တော့မဖြစ်နိုင်ဘူးဒါပေမဲ့ဥပမာပြောမယ်တကယ်လို့များ ISO နဲ့ AIA တို့ဒီအရခတ်တတော်တွေကိုနိုင်လို့ရခိုင်ပြည်နယ်ကိုရသွားတယ်လို့ပဲထားစစ်ခွေးတွေကများနင့်တို့ကိုဒီရခိုင်ပြည်နယ်မှာနေခိုင်းမယ်လို့နင့်တို့ကထင်နေတာလားတကယ်ဆိုလို့ရှိရင်နင့်တို့ကအရခတ်တတော်တွေနဲ့ပူးပေါင်းပြီးမှစစ်ခွေးတွေကို တိုက်ပြီးမှဒီရခိုင်လူမျိုးတွေနဲ့အတူတူနင့်တို့နေရမှာဖြစ်တယ်အခုဒီ RSO တွေလည်းထုံနည်း၎င်းပဲเนาะနင့်တို့ကိုမြန်မာနိုင်ငံသားမဟုတ်ဘူးလို့ ဒီနေ့ဒီအချိန်အထိတိုင်အောင်နင်တို့ကိုစစ်ခွေးတွေပြောနေတာဖြစ်တယ်စစ်ခွေးတွေကနင်တို့ကိုထမင်းနေနေကျွေးလိုက်ပြီးပတ်စံနေနေပေးလိုက်ပြီးဆိုလို့ရှိရင်နင်တို့ကအရခတ်တတော်တွေကိုနင်တို့ထထဟောင်းနေတာတိုင်းစခန်းတောင်မှ ပြောင်းတာနင်တို့ဒီ RSO ဆိုတဲ့မျက်စိထဲမှာထည့်လိုက်လို့ရှိရင်တောင်မှ မစူးတဲ့အဖွဲ့စည်းတွေကိုအရခတ်တတော်တွေကနင်တို့ကိုအဖက်လုံနေမလားအခုနင်တို့အရခတ်တတော်နဲ့ဒီစစ်ခွေးတွေကိုပေါင်းတိုက်ပြီးမှရခိုင်ပြည်နယ်မှာကောင်းကောင်းလေးပျော့ပျော့ရွှွှဲနဲ့နေထိုင်ရမှာဖြစ်တယ် ဒါကိုအဲ့လိုမျိုးမလုပ်ဘူးနင်းတို့ကဒီနေ့အရခတ်တတော်တွေကိုတိုက်တယ်ခဏတော့ကပြောတယ်လို့တကယ်လို့ဒါနင်းတို့ဒါအဲ့ဒီရခိုင်ပြည်နယ်မှာရှိနေကြည်နင်းတို့ကိုဒီစစ်ခွေးတွေကအမျိုးပြုတ်အောင်တခါလေတနေ့ထဲမှာပဲကျင်းတကျင်းထဲမှာနင်းတို့အားလုံးကိုပစ်တက်လိုက်မှာလွန်ခဲ့တဲ့အချိန်မှာလုတ်ခဲ့တယ်နင်းတို့မမှတ်ဘူးလားဒါကြောင့်မို့ပဲနင်းတို့ကိုလူလိုမထင်တော့ပဲအခုနင်းတို့ဘင်္ဂလားဒေ့ရှ်ထဲမှာဒုက္ခတဲ့စခန်းဆိုတာဖြစ်ပေါ်လာတာမဟုတ်ဘူးလားနင်းတို့လေသမင်းစားလို့ရှင်လေသမင်းနဲ့နဲ့နာအောင် တော့အခုကျမတို့နောက်အောင်ပွဲတရင်ကိုနားထောင်ကြည့်ရအောင်ဒီအောင်ပွဲပြီးမှပဲကျမတို့သုံးသက်ချက်တွေကိုတွားရအောင်အောင်ပွဲတစ်ခုအနေနဲ့ကတော့ဝက်လူးစ်ခန်းကနေမှ ထွက်လာတဲ့စစ်ကောင်စီတပ်မတရားတည်ရလက်အောက်ခံဖြစ်တဲ့စစ်ခွေးအယောက်နေရပါတဲ့စစ်ချောင်းကိုမြင်းချံခရိုင်တိုက်ရင်လေတိုက်ရင်30နထိုးကြီးမြို့နယ်ပကဖရဲပြီးလို့ရှိရင်ပူပေါင်းမဟာမိတ်ဒီဘက်ကနေမှမတ်လ9ရက်နေ့မှာ အကြွတွင်းဘိုးရွာအနောက်ဘက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာခွေးအကောင်26ကောင်တေးသွားတယ်ပြီးလို့ရှိရင်အဲ့မှာဘူမူဝန်လိုင်ဦးနဲ့ဘူကြီးအောင်ကိုကိုဒီခွေးကြီးနှကောင်နဲ့အတူစွတ်စွတ်ပေါင်းဆလဲကောင်ကို အရှင်ဖမ်းမိခဲ့တယ်လက်နက်တွေလည်းအများကြီးရရှိခဲ့တာဖြစ်တဲ့အခုကျွတ်နဘဲနားမှာမြင်ရတဲ့အတိုင်းပဲလက်နက်ခဲရနေတဲ့အများကြီးတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပြီးမှပြည်သူကကိုရဲတတ်မတော့ အမတ်တစ်ဒေတာကနေမှထုတ်ပြန်ထားတာဖြစ်တယ်။အဲ့ချိန်မှာတည့်ရဲ့အတိုင်းပဲစစ်ခွေးတွေကတော့လေရင်နဲ့လာပစ်တယ်လေ။လေရင်နဲ့ပစ်ခတ်မှုကြောင့်ကျွတ်တော်လိုင်းရဲ့ရေပေါ်နှစ်ယောက်ဟာမြင့်မြတ်စွာအသက်ပေးလူခဲ့တယ်။ဒီရေပေါ်နှစ်ဦးကိုမွေးဖွားခဲ့တဲ့ဖေနဲ့အမေကလည်းကျေးဇူးတင်တယ်လို့မိသားစုအားလုံးနဲ့အတူထပ်တူထပ်မြတ်လေဝမ်းနည်းကြွယ်ပါတယ်လို့လည်းဒီကနေပြောချင်တယ်။ ပြီးရင်နောက်နောက်တဲ့တဘုတ်အနေနဲ့ကတော့ခွေးကျဘူးလေရင်ပေါ်ကနေတူဟောင်းထားတဲ့မျိုးကိုကြွတာခါလေနားထောင်ကြည့်အောင်အီယူလူလက်ကျွန်တော်ပြောချင်တော့သူဖြစ်ချင်တာမပြောပါနဲ့တာဖြစ်ပြန်တာတွေဖြစ်နေတာပဲပြောဖို့ကောင်းတယ်လူတွေကတော့ဖြစ်ချင်တာတော့လူတွေဖြစ်ချင်တာပဲကျွန်တော်လည်းဖြစ်ချင်တာလည်းအများကြီးရှိတာပဲဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာဖြစ်ချင်မှလည်းဖြစ်နေမယ်အဲ့တော့ဖြစ်တဲ့နာဖြစ်နေတာပဲကျွန်တော်ပြောတာကောင်းတယ်ပါတီဆိုဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန္တခေါ်ဆလုပ်နေတယ်ကုဘောဆောက်ဖို့ပဲလိုပါတယ် အဲ့ဒါလို့မဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျာဆိုတော့အဲ့ခဲမှာတစ်ခုကတော့ EOD အကြောင်းနောက်တစ်ခုကတော့ဒီပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအကြောင်းနှစ်ခုကိုပြောသွားတယ်နော်ဆိုတော့အခုဒီပါတီစုံဒီမိုကရေစီကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကနဂောစာမလုံးနဲ့အထွန်းတက်မတဲ့ပါနဲ့လို့ပြောတယ်ကျွန်တော်ပါတီစုံဒီမိုကရေစီလိုချင်တယ်လို့လည်းသူစီကိုကျွန်တော်တခေါက်မှမတောင်းဖို့ဘူးကျွန်တော်ကရွေးကောက်ပွဲကိုလည်းကျင့်ပပြီးပြီး ဘသူကအနိုင်အရှုံးလဲဆိုတာလည်းသိပြီးသားဖြစ်တယ်။သူကဒါဒီမိုကရေစီဒီမိုကရေစီလို့ဟောင်းနေပေမဲ့အခုဒီနေ့ကျမတို့ရွေးကောက်ပွဲလဲလှုပ်ရှားမလို့ဘူး။အခုလက်ရှိအထဲမှာရှိသူတို့ကအနေလားဒီဘက်ကအများလားဆိုတော့သိနိုင်တယ်နော်။ဒီမိုကရေစီအရာဆိုလို့ရှိရင် လူများစုတည်တောင်းဆိုတဲ့အရာကို ပေးရမယ်။အဲတာဝန်ဟာဒီမိုကရေစီရဲ့လမ်းကြောင်းဖြစ်တယ်။ ဒီနေ့ပါတီစုံဒီမိုကရေစီဆိုတာသူ့ထင်တာကအယောင်မျိုးစုံကိုချုပ်ထားတဲ့အင်ဂျီလို့များသူကထင်နေသလားတော့မသိဘူးနော်ပြီးလို့ရှိရင်ဒီနေ့ပါတီစုံဒီမိုကရေစီလို့ပြောတဲ့အခါမှာဒီနေ့မြန်မာနိုင်ငံမှာအာဆီယံကလည်းဗာပြောလဲအားလုံးပါဝင်တဲ့ရွေးကောက်ပွဲကိုလှုပ်ပါလို့ပထမအကြိမ်သူတို့ကိုပြောခဲ့တယ်ဗိုလ်တော်အောင်ဆန်းစုကြည်ကိုလွတ်လိုက်မှာပဲဒီ NLD ကလည်းပါလာမှာ ဒေါအောင်ဆန်းစုကြည်ကိုလွတ်လိုက်ပြီဆိုလို့ရှင်နိုင်ငံကြီးကကမောက်ကမဖြစ်လာမှလဲသူကြောက်တယ် ဒါကြောင့်ပါတီစုံဒီမိုကရေစီလို့ဒီခွေးကြဘူးဟောင်းလိုက်တဲ့အခါမှာနင်းမဟောင်းခင်မှာငါလောက်ရမယ်အလောက်ကပါတီစုံဒီမိုကရေစီငါလိုချင်တယ်ဆိုလို့ရှင်ပါတီစုံဒီမိုကရေစီဖြစ်လာဖို့ရန်အတွက်အရေးကြီးတဲ့အင်အားတောင်းတဲ့ပြည်သူတွေအားလုံးထောက်ခံတဲ့ NLD ခေါင်းဆောင်ကို ထုတ်ပေးရမယ်ဆိုတာတော့နင့်နဲ့ထင်ရှိရင်နင့်တိလိမ့်မယ်နော်နင့်တိကိုတိရလိမ့်မယ် ဒါပေမဲ့အခုပါဇက်ကနေတော့တိတ်ဟုတ်တယ်လို့လို့ပါတီဆောင်ဒီမိုကရေစီလောက်ချင်တယ်ဆိုလို့ရှိရင်တော့အတွန့်အတက်မလုပ်ဘဲနဲ့အားလုံးကနေမှလုပ်တယ်ဆိုလို့ရှိရင်တော့အောင်မြင်မယ်ဆိုသူယုံကြည်တယ်တဲ့။နေယုံကြည်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာအင်အားအကြီးဆုံးဖြစ်တဲ့ NLD ခေါင်းဆောင်ကိုထုတ်ပေးလိုက်လေ။သူယူမရှိနေဘဲနဲ့ဘလို့နဲ့အားလုံးက ပါတီစုံဖြစ်မလဲစုံနေဆိုတော့ဗမာစကားကိုနင်းတို့ခွေးဗမာတွေကနားမလဲတာလား ဒီနေ့ကျွန်တော်တို့တော်လိုင်းရဲတွေကပါတီစုံဒီမိုကရေစီလိုချင်တယ်လို့နင့်လိုမျိုးအာဏာကိုလက်နက်နဲ့သိမ်းယူခဲ့တဲ့နင့်ကိုငါတို့ဘယ်တော့မှမတောင်းခဲ့ဘူး။ဒါကြောင့်နင့်တို့လိုချင်တယ်လို့လည်းမပြောနဲ့။ငါတို့လိုချင်တယ်ငါတို့သိတယ်နင့်ကိုမတောင်းဘူး။အတွန့်အတက်မတက်ပါနဲ့လို့ပြောရအောင်။အာနင့်ကဒီအာဏာကို ပိုင်ထားတာမဟုတ်ဘူး။အခုအချိန်မှာနင့်တို့လက်နက်ရှိလို့ငါတို့ကအဝေးကနေချနေတဲ့ဥစ္စာကိုနင့်ကငါတို့ကိုအုပ်ချုပ်နေတယ်လို့များနင့်ထင်နေသလား။ ဘယင်ယူယူဒီနေ့ကျွဲတော့ကပါတီစုံဒီမိုကရေစီလို channel လို့တနက်ပြောင်းနဲ့အာနာသိမ့်ယူခဲ့တဲ့နေ့လိုမျိုးခွေးချဘိုးကိုငွေတော့ကဘယ်တော့မှတောင်းဆိုမှာမဟုတ်ဘူး။ဒါကြောင့်နင်တို့ကပါတီစုံဒီမိုကရေစီလို channel ဆိုလို့ရှိရင်ကနဂောစာမတက်နဲ့လို့ပြောရအောင်နင်မရှက်ဘူးလား။နင်ကိုငွေတော့ကဘာများအသွန်တက်လဲမတက်တယ်လို့နင်ကိုငွေတော့လည်းမတောင်းဘူး။ ပါတီဆောင်ဒီမိုကရေစီပဲလုပ်ချင်လုပ်ချင်ပါတီမဆောင်တဲ့ဒီမိုကရေစီပဲလုပ်ချင်လုပ်ချင်တဟာငရုရဲ့အရေးဖြစ်တယ်။နင်တို့ခွေးတွေရဲ့အရေးမဟုတ်ဘူး။ပြလို့ရှိရင်ဗလာ EOA တွေကိုနင်တို့လိုချင်တာကြီးပဲတောင်းမလို့နဲ့ဖြစ်တင်တာကိုပဲတောင်းပါ။လို့ပြောတယ်ဖြစ်တင်တာကဗလာလိုချင်တာကဗလာဖြစ်တင်တာကိုပဲဒီနဲ့ငရုကလိုချင်တာ ဖြစ်တင်တာဒီကျတော့တိုင်းရင်သားတိုင်းဟာကိုယ့်ရဲ့အာဏာကိုကိုယ်ကင်ဆွဲရမှာဖြစ်တယ်ကိုယ့်ရဲ့ပြည်နယ်ကိုကိုယ်အုပ်ချုပ်ရမှာဖြစ်တယ်ကိုယ့်ရဲ့ပြည်နယ်မှာကိုယ့်ရဲ့တပ်တော်ရှိရမှာဖြစ်တယ်ဒါဟာဖြစ်တင်တာနဲ့ဖြစ်ချင်တာဖြစ်တယ် ဒါကိုနင့်တို့စစ်ခွေးတွေကိုကိုငေါ်တို့မင်မာပြည်တကူပြည်လုံးကိုအုတ်ချုပ်ပါဆိုတဲ့အခွင့်အရေးကိုငေါ်တို့မပေးထားဘူးဒါကြောင့်နင့်တို့သိရမှာဟာဒီနေ့ငေါ်တို့တိုင်းရင်းသားတွေကဘာဖြစ်ချင်းတလဲနင့်တို့စစ်ခွေးတွေငေါ်တို့ကိုအုတ်ချုပ်တာမကြိုက်ဘူးဆိုတာနင့်တို့မသိဘူးလားဒီ27ဒေါ်လာရဲဟာဖြစ်ချင်းလို့တိုက်နေတာမဟုတ်ဘူးဖြစ်တဲ့ဟာမဖြစ်တဲ့အတွက်ကြောင့်ငေါ်တို့တိုက်နေတာဖြစ်တယ်ဖြစ်ချင်းတဲ့အရာကိုငေါ်တို့တောင်းခဲ့တာတွေတစ်ခါမှမရှိခဲ့ဘူး ဖြစ်တင်တာမဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ငါတို့တောင်းနေတာဖြစ်တယ်။သူလည်းအရန်ဖြစ်ချင်သေးတယ်ပေါ့နော်။နင့်ဘာဖြစ်ချင်သေးလဲ။အခုနင့်မြန်မာနိုင်ငံတစ်ခုလုံးကိုပြာကြအောင်နင့်ဖြစ်ချင်ခဲ့တယ်။ဒီထက်နင့်တပြည်လုံးကိုမြှို့ချင်တာပဲဖြစ်ချင်တာလား။ အာနာဆိုလို့ရှင်နာအချက်တရားမရှိကိုယ့်အသက်အရွယ်နဲ့လည်းကိုယ့်ရဲ့ပညာအရည်ချင်းနဲ့လည်းမကိုက်ညီဘူးကိုယ့်ရဲ့အရည်ချင်းနဲ့လည်းမကိုက်ညီဘူးကိုယ့်ရဲ့အရက်နဲ့လည်းမကိုက်ညီတဲ့အရာတွေအားလုံးကိုနင့်တရားဥပဒေဆိုတဲ့နင့်တို့ထုတ်ထားခဲ့တဲ့2008အခြေခံဥပဒေတောင်ကြော်လွန်ပြမနင့်ကြိုက်တဲ့လောက်အာနာဒီနင့်ယူခဲ့တာဒီထက်ပါဖြစ်ချင်တဲ့လဲဒီထက်နင့်ပါဖြစ်ချင်တဲ့တဲလားနင့်ဖြစ်ချင်တာနင့်မလုပ်ဘူးလို့ပြောရအောင်နင့်ကပါဖြစ်ချင်တဲ့လဲအခုချိန်ချင်းနင့်မတာပေါ်ချင်နေတာလား ဒီနေ့ကျွတ်တော်လန်ရဲတွေလုံနေခဲ့တာဖြစ်တဲ့အဥ္စာမဖြစ်လာတဲ့အတွက်ကြောင့်ဒီနေ့ကျွတ်တော်တိုင်းရင်သားတွေအားလုံးလက်နက်ကင်လာခဲ့တယ်လို့ဒီ27တော်လန်ရဲဆိုတာဟာလည်းဖြစ်တဲ့မဖြစ်လာတဲ့အတွက်ကြောင့်လက်နက်ကင်လာတာဘသူကများဖြစ်ချင်တဲ့အဥ္စာကိုတောင်းနေတာလဲမရှက်ဘူးလားအခုနေ့တမရဖြစ်တင်တာလားဖြစ်ချင်တာလားအခုနေ့မြန်မာနိုင်ငံကိုအာဏာသိမ်းတာကဖြစ်တင်တာလားဖြစ်ချင်တာလားအခုနေတိတ်ဟုတ်တယ်လို့လို့နဲ့ကာယကာယနဲ့တွားနေတဲ့ဥစ္စာကဖြစ်တင်တာလားဖြစ်ချင်တာလား နင်ဗမာစကားကိုနင်တဲခွဲအောင်နားမလည်ဘူးလားနိုင်ငံရဲထဲမှာဖြစ်ချင်တာကိုဘယ်သူမှမလုပ်ဘူးဖြစ်တင်တာကိုလိုက်လုံနေတဲ့အရာဖြစ်တယ်။ဒါကိုတိတ်စကတိတ်စကကြီးစကကြဲနဲ့ဗမာစကလုံးရဲ့အတိတ်ပဲဖြစ်ချင်တာနဲ့ဖြစ်တင်တာတော့မသိ။ဒီနေ့ကျွားတို့မြန်မာနိုင်ငံကပြည်သူလူထုတွေဒီလိုမျိုးအသက်ဥအိစီစိန်ဒီအပေးပြမှာကိုယ့်ရဲ့အသက်ကိုပါမနှမျောပဲနဲ့တိုက်ပွဲဝင်နေတာဟာဖြစ်ချင်လို့လားဖြစ်တင်တာကိုငါတို့မလုပ်လို့လားဆိုတာတော့နင့်မနာမလဲဘူးလား။ ဒါကြောင့်ပါတီစုံတာတွေမစုံတာတွေစကားတစ်ခုမှမပြောနဲ့ငါတို့ကရွေးကောက်ပွဲကိုလုပ်ခဲ့ပြီးပြီအခုနေလိုမျိုးတနတ်နဲ့အာနာတင်ခဲ့တဲ့နေလိုတခိုးကျဖို့လေယာပြန်စားတောင်းလိုက်ရဲ့တားစီမှာငါတို့ပါတီစုံဒီမိုကရေစီဖြစ်ချင်ပါတယ်လို့ဘယ်သူကမှနေစီမတောင်းဘူးအရှက်တရားမရှိဘဲနဲ့ ကိုကိုကို အားလုံးကို ပိုင်ထားတယ်လို့လို့အဲငရုတောင်းတဲ့ဥစ္စာနင်းကပဲအားလုံးကိုငရုကိုပေးနိုင်တယ်လို့လို့တိတ်စကားမများနဲ့ဒီနေ့ငရုနင်း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 လိုမျိုးစက်တရေမရှိတဲ့ခွေးတကောင်နဲ့ငရုကစကားလည်းမပြောဘူးနင်းနဲ့တန်တန်နဲ့ကြည်နဲ့ပဲနင်းကိုပဲငရုဒီကြည်နဲ့ပဲနင်းကိုငရုဖြုတ်မှာနင်းတို့လိုမျိုးပညာမရှိတဲ့ဘောမတွေချက်မှာပဲနင်းကတော့တိတ်ဟုတ်တယ်လို့လို့ဘုံမိုးလည်းဖြစ်မယ်ဘူးချုပ်လည်းဖြစ်မယ်တမ္မတလည်းဖြစ်မယ်ဒါမဲ့ဒီနေ့ငရုရဲ့တော်လာရဲ့ထဲမှာနင်းကို လေးတောင်ပါဆေးထားတယ်လေနင့်တည်တယ်နော် ကို့အဆင့်ကိုနေကြဒါပဲပြောမယ်ဆိုတော့အခုကျော်တော့နောက်သတင်းတပုတ်ကိုထပ်ပြမနားထောင်ကြည့်အောင်နော်ပါတီစုံဒီမိုစစ်စနစ်ကိုတွားပြီဆိုလို့ရှိရင်လူငယ်အခန်းကဏ္ဍပို့အရေးဘာကြောင့်လူငယ်အခန်းကဏ္ဍအရေးကြီးလဲဆိုကြဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ်ဒီလူငယ်တွေကပဲအခွဲအစည်းအသီးသီးမှာပါမှာဖြစ်တယ်ဒီလူငယ်ကပဲဆောင်ရွက်မှာဖြစ်ပါတယ်လူငယ်ရဲ့လူကြီးတွေရဲ့ကွာခြားချက်ပေါ့လူငယ်တွေရဲ့တောင့်တမှုလူကြီးတွေရဲ့ကြောင်ကြမှုလူငယ်တွေသည် ဓာတ်ထက်ပို့ပြီးတော့ကြကောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုံးလုံးပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြကြစူးစားပြခြင်းနဲ့လူငယ်တွေရဲ့တောင်းတမှုလူငယ်တွေရဲ့တောင်းတမှုစီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုချစ်စေနိုင်ပါလူကြီးတွေကြကြောင်းကြမှုဒါကိုလုပ်ပေးလိုက်လို့ရှိရင်ငါတို့နိုင်ငံအတွက်ဘာတွေထိခိုက်လာနိုင်မလဲဘာမဟုတ်တာတွေဝင်လာနိုင်မလဲဘာမဟုတ်တာတွေဖြစ်နိုင်လာမလဲအဓိကကြိုးတက်ဖို့က ကျွန်တော်မြင်ခဲ့တဲ့အကြောင်းရင်းပေါ့နော်ပုံမှန်မြင်ခဲ့တဲ့ခင်ဗျားနေတဲ့မိကိုမှတ်ပါတယ်ပုံမှန်မြင်ခဲ့တဲ့အကြောင်းရင်းကလူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောက်ကြမှုတွေကိုအတိုင်းတာတစ်ခုတည်းသူတို့နိုင်ငံအနေကချိန်ညှိပေးနိုင်တယ်လို့မြင်တယ်။ဘာတွေတွေ့ခဲ့လဲဆိုတော့ကြာနိုင်ငံအကြီးကြီးတွေဖြစ်လူကြီးတွေကဆွေးနွေးနေတယ်။ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်ကြီးတွေကသူတို့ကအဲ့ဒီစကားတွေမှာဝင်ပြောခြင်းပြောတာပဲ။လူကြီးပြောနေတဲ့စကားတွေမှာဝင်ပြောရင်ပြောတာပဲ။မှန်ရင်အဲ့ဒီလူကြီးကလက်ခံလိုက်တယ်။ကျွန်တော်တို့ကလက်ခံလိုက်တယ်။ဆက်ပြောလို့လောက်ပါဘာညာပြောလိုက်တယ်။ အဲ့တော့じゃလူငယ်တရားဘာလဲဆိုတော့ခုနပြောတဲ့တောင်းတမှုတွေဖွံ့ဖြိုးတိုးတက်ခြင်းတွေလူကြီးတွေရဲ့ကြောက်ကြမှုတွေဒီနှစ်ခုကိုချိန်ကြည့်ပါတောင်းတမှုတွေမရရင်ဘာဖြစ်လာမလဲတောင်းတမှုတွေမရရင်ဒေါသဖြစ်တာပေါ့ပြမှုအတိုင်းမရှိရင်မောဟဖြစ်တာပေါ့ဒီကြားထဲမှာချိန်ကြည့်ပေးနိုင်ရင်တော့ဒီဟာစီခတ်ပြီးတော့じゃတိုးတက်လာမယ်လို့မြင်ပါတယ်သို့တော့ကျွန်တော်မြန်မာနိုင်ငံသားလူငယ်တွေနဲ့ပတ်သက်ပြောကြဝန်ကြီးဌာနတခုသီးသန့်ဖွဲ့စည်းတာရှိတယ်လူငယ်တွေနဲ့ပတ်သက်ပြီးတော့じゃဖွံ့ဖြိုးတိုးတက်ကျွန်တော်ဆောင်ရွက်နေတာရှိပါတယ်ဇော်မဲလိန်လေရင်ကိုယ်မှာပြောသွားတဲ့အထဲမှာလူငယ်တွေရဲ့တောင်းတမှု လူကြီးတွေရဲ့အကြောင်းကြားမှုဆိုတော့ तू ကတော့သိခွဲခြားတတ်တယ်။ပြီးရင် तू ပြောသွားတဲ့အဲမှာသူများရဲ့နိုင်ငံမှာကလူကြီးတွေစကားပြောလို့ရှိရင်လည်းလူငယ်အမတ်တွေဝန်ပြောလိုက်လို့ရှိရင် လူကြီးတွေကဒါကဖြစ်တင်တယ်ဆိုလို့ရှိရင်တခါလဲလက်ခံတယ်တဲ့ဒါကိုမြင်ရတယ်ဒါမှမြန်မာနိုင်ငံမှာကဒီလိုမဟုတ်ဘူးလို့ပြောတယ် ဒီလိုမျိုးသူများနိုင်ငံတွေဘလို့ကိုနဲ့တော့မြင်တယ်ငါတို့မြန်မာနိုင်ငံမှာမျိုးတွေလည်းလောက်တင်တယ်ဆိုတည်တယ်ဆိုလို့ရှင်ဘာကြောင့်မလိုက်လျှောက်တာလဲဒီနေ့လူငယ်တွေဟာနိုင်ငံကိုကောင်းအောင်လှုပ်ဆောင်နိုင်တယ်ဆိုတာကိုသိလို့ရှိရင်ဘာကြောင့်နင်တို့ကအခုလက်နက်နဲ့နိုင်ငံကိုတိမ့်နေတာလဲတကယ်လို့သားဒေါ်အောင်ဆန်းစုကြည်တို့ကသာမအုပ်ချုပ်ခဲ့ဘူးဆိုရင်ကျွတ်တော့မြန်မာနိုင်ငံကအခုနင်တို့အာဏာသိမ်းရင်လည်းအေးဆေးပဲနေမှာဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီဆိုတဲ့အရာတာကိုမြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေဟာဒီမိုကရေစီဆိုတဲ့အရာတာကိုမသိသေးတဲ့အတွက်ကြောင့်နင့်တို့ရဲ့အုပ်ချုပ်ခြင်းကိုခန့်ချင်ခံမယ်။ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်တို့အုပ်ချုပ်ခဲ့တဲ့အချိန်မှာဒီမိုကရေစီဆိုတာဘာလဲဆိုတာတာတောင်အပြည့်အဝမဟုတ်သေးဘူးနော်။ဒီမိုကရေစီရဲ့ဆေပုံပုံနှပုံလောက်ပဲခံစားခဲ့ရသေးတယ်။ဒီအရာတာနှပုံလောက်ကိုပဲခံစားခဲ့ဖူးတာတောင်မှဒီနေ့ဒီလောက်အထိဒီမိုကရေစီအရာတာဟာကောင်းတယ်ဆိုတာကိုသိခဲ့တဲ့ကလေးတွေဟာဒီနေ့နင့်တို့ကို ော်လာနေပြီအရင်တော့ကဒီမိုကရေစီမရခင်တာနင်တို့ကအုတ်ထုတ်ချင်းတို့အုတ်ထုတ်အာနာသိမ့်ချင်းတို့ဒါတိမ့်တာပြည်သူတွေကလည်းငြင်းခံနေခဲ့တယ်ဘာကြောင့်လဲဆိုဒီမိုကရေစီဆိုတဲ့အရာတာကိုတစ်ဆက်မှမခံစားခဲ့ဘူးတဲ့ဘူးအဲ့ရအချိန်မှာနင်တို့လှုပ်ချင်းတို့လှုပ်လို့ရမယ်ဒါပေမဲ့ခဏတော့ကပြောလို့ဒီမိုကရေစီဆိုတဲ့အရာတာကိုဆဲပုံပုံမှာနှပုံလောက်ပဲခံစားခဲ့ဘူးတဲ့မြန်မာနိုင်ငံသားတွေဒီနေ့နင်တို့လှုပ်ချင်းတို့လှုပ်လို့မရတော့ဘူး သူများနိုင်ငံမှာလူကြီးတွေစကားပြောတဲ့နေရာမှာလူငယ်အမတ်တွေကဝန်ပြောလို့ရှိရင်လူကြီးတွေကလက်ခံတယ်ဆိုလို့ရှိရင်ဒါတွေကိုနင်းတို့မြင်တယ်ကြားဖူးတယ်ဆိုလို့ရှိရင်ဘာကြောင့်နင်းတို့မလက်လျှောက်တာလဲအခုဒီမင်းအွန်လိုင်းချခိုးချဘိုးကစကားပြောတဲ့အချိန်မှာလူငယ်တွေဒါပြောလိုက်လို့ရှိရင်နင်းတို့ဘာလုပ်မလဲ ဖတ်မှာပဲမဟုတ်ဘူးလားအခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လူကောင်းတွေနေလို့မရဘူးပညာတတ်နေလို့မရဘူးနိုင်ငံရဲမှာဆိုလို့ရှိရင်နိုင်ငံရဲမှာတိကျွမ်းတဲ့သူနေလို့မရဘူးတိကျွမ်းတဲ့လူအားလုံးကိုနင်တို့တတ်တယ်အားလုံးထောင်ချတယ်ပညာရဲမှာထိုးချွန်တဲ့သူတွေကိုနင်တို့တတ်တယ်မတတ်ရင်ထောင်ချတယ်ထိုနည်းတူပဲနိုင်ငံရေးမှာလည်းကောင်းတဲ့နိုင်ငံရေးသမားတွေရှိလာပြီဆိုလို့ရှိရင်နင်တို့ကတတ်ရင်တတ်မယ်မတတ်ရင်ထောင်ချမယ်။နိုင်မြန်မာနိုင်ငံမှာ လူကောင်းတွေထွက်လို့မရဘဲနဲ့လူဆိုးတွေထွက်ဖို့ဂျီဘယ်နင်တို့ခွန်အားတွန်းအားပေးနေတယ်မဟုတ်ဘူးလားလူကောင်းတွေအားလုံးကိုနင်တို့တတ်ချင်တယ်လူဆိုးတွေကိုပဲနင်တို့မွေးထုတ်ချင်တယ်ဘာကြောင့်လဲဆိုတော့နင်တို့ကိုယ်တိုင်တည်းခိုးခွေးချဘိုးတွေဖြစ်နေလို့ပဲဒီနေ့လူငယ်တွေဟာတိုးတက်ချင်တယ်ဒီနေ့ကျမတို့ PDF ကလေးတွေပဲကြည့်လိုက်နော်အများစုဟာစေတန်းအောက်ကလေးတွေများတယ်ဒါပေမဲ့ social media နဲ့ရင်းနှီးလာတဲ့အခါမှာလက်နက်တွေထုတ်တတ်လာတယ် လူငယ်ဒီကတောင့်တတဲ့ဥစ္စာကို မရဘူးဆိုလို့ရှိရင်အန်ဒေါရာထွက်တယ်လို့ပြောတယ်ဒါကြောင့်ဒီနေ့ကျွတ်တို့နင်းတို့ကိုတိုက်ခိုက်နေတယ်ဆိုတာရှင်းရှင်းလေးပဲเนาะအခုဒါကြောင့်ပြောတာနင်းတို့ကမသိလို့မဟုတ်ဘူးဒီနေ့ကျွတ်တို့တော်လိုင်းရဲတွေဘာကြောင့် PDF တွေဆိုတာရှိလာတယ်လဲဘာကြောင့်ဒီနေ့ကျွတ်တို့တိုင်းရင်သားလက်နက်ကိုင်တွေရှိလာတယ်လဲဆိုတာလဲနင်းတို့သိပြီးသားဖြစ်တယ်ဒါကိုနင်းတို့ကမသိရောင်ဆောင်ပြီးမှအာနာမှာပဲရစ်မွန်းမင်းအောင်နိုင်ရဲ့ကြဲကျွန်ဖြစ်ပြီးမှမြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့ လူငယ်တွေရဲ့ဆန္ဒတွေကိုနင်တို့လစ်လျူရှုတယ်ပြည်သူလူထုတွေရဲ့တောင်းတတဲ့အရာကိုနင်တို့ကလစ်လျူရှုတယ်နင်တို့ကအာဏာထဲမှာပဲရစ်မှုပြီးမှအခုလုပ်နေတယ်အခုဇော်မဲလိန်တော်ဘာပြောလဲလူငယ်တွေဟာသူတို့တောင်းတာမရဘူးဆိုလို့ရှိရင်သူတို့ကပောက်ကွဲတယ်တဲ့ပောက်ကွဲတယ်ဒေါ်ရထွက်တယ်အခုပောက်ကွဲလို့ဒေါ်ရထွက်လို့အခုနင်တို့ကိုတော်လာနေတာဒါကခဏတော့ကပြောလို့ဖြစ်ချင်တာမဟုတ်ဘူးဖြစ်တင်တာမဖြစ်လို့ဖြစ်တယ် လူကြီးတွေကနော်ကြောက်ကြတယ်ကြောက်ကြမှုရဲ့နောက်ွယ်ကဘာလဲဆိုတော့အညွန်းအသေးအာကာသဖြစ်တဲ့တဲ့ဒီနဲ့နင်တို့ငွေတို့ကို အာကာသအညွန်းအသေးဒီကြောင်းပြီးသူတွေရှိတဲ့နေရာမှာဘုံကျဲတယ်ဒါရှိရှိလဲပဲခွေးကြဖို့နဲ့သူဒီဇော်မဲလို့ပြောသွားတဲ့စကားထဲမှာကျတော့ပြီးသူဒီပေါ်မှာဘာကြောင့်တို့တို့ဒီလိုမျိုးဖိနှိပ်နေတယ်လဲဆိုတာကတော့ ်ဘောလုံးကိုင်းမှာတူတူပုံးတယ်လို့ဖြစ်နေပြီဒါဒီနေ့ကျွန်တော်တော်လရဲတွေဖြစ်တင်ဖြစ်ထိုက်တဲ့ဥစ္စာမဖြစ်လို့ဒီနေ့ကျွန်တော်တော်လနေသလားလိုချင်တာကိုမရလို့ကျွန်တော်ကတော်လနေသလားဆိုတာကို နဖူးမှာပဲလက်တင်တင်လက်ပေါ်မှာနဖူးပဲတင်တင်နင်းတို့စဉ်းစားကြည့်ပါနော်ဒီနေ့ကျတော့တော်လာရဲတွေကိုနင်းတို့ချိမ့်ချောက်တလို့လို့နင့်မပါအာနာရှိတယ်လားနင်းရဲ့တာနာကကြည်စံပဲမှတ်ထားနော်ဒါပဲပြောတော့မယ်နော်ပြီးရင်နောက်နောက်တဲ့တဲ့တုံတပုတ်နေကတော့ မကွေးတိုင်းကန်ကောမြို့မှာရှိတဲ့မြတ်သားဆေပေါ်မှာရှိတဲ့စစ်ခွေးတွေကိုစစ်ကိုလာပို့ပေးတဲ့စစ်တပ်တွေကလမ်းမှာလဲတိုက်ခိုက်ခံရတာဖြစ်တဲ့ပြီးလို့ရှိရင် အခုဒီမြတ်သားဆေပေါ်မှာလဲတော်လန်ရဲတွေဘက်ကနေမှ drone အနေနဲ့ပြစ်ခတ်ခဲ့တဲ့အတွက်ကြောင်းစစ်သားတွေတချို့တေတယ်တချို့ဒီထိခိုက်တန်ရာရရှိတယ်လို့သိရတယ်ဒါကြောင့်မို့အခုဒီမြတ်တာဆေပေါ်မှာရှိနေတဲ့စစ်ခွေးတွေကတော့တန်ရာရနေတဲ့သူတွေကိုလာကယ်ဖို့ရန်အတွက်ရဟရင်ပို့ပေးပါဆိုပြီးမှအော်နေတယ်ဒါပေမဲ့ဒီနေ့ဒီအချိန်ထိတော့သူတို့လာမကယ်သေးဘူးပြီးလို့ရှိရင်အဲ့မြတ်တာဆေပေါ်မှာရှိနေတဲ့စစ်ခွေးတွေကသူတို့ကဒီကန့်ကောဘက်ကို ဆင်းလာချင်တယ်ဒါပေမဲ့စစ်ခွေးတွေက ခွင့်မပြုဘူးတဲ့မှတ်ထားကြတော့နင်းတို့ကဝန်ပောက်ပဲရှိတယ်ထွက်ပေါက်မရှိဘူးဒါကြောင့်နင်းတို့စစ်ခွေးတွေလက်နဲ့ချရင်ချလက်နဲ့မချဘူးအလံဖြူမထောင်ဘူးဆိုလို့ရှိရင်နင်းတို့အသက်ကအချိန်မရွေး drone နဲ့ပြီးဆုံးသွားနိုင်တယ်ဒါကြောင့်နင်းတို့လက်နဲ့ချပါပြည်သူတွေအားလုံးကြမှာပျော်ရွှင်ကြပါစေ